အဝိနေနော်ရှိချက်တည်းရေးထားတာမနဲ့ပတ်သက်တဲ့စနစ်အများကြီးရှိတယ်တော်တော်များများကျွဲမအာယာမတုံးကြုံမအဲအများကြီးပဲဝါဒကြတဲ့သီဝါဒဂျီဝါဝါဒအဲအဲ့လိုမျိုးကြီးအများကြီးရှိတယ်မျိုးဆက်တစ်ကလေးတွေတော်တော်များများကလေးတွေကဒီသချင်းကြောက်ရတာဘာသူဆိုမှန်းမသိဘူးဘာမှမသိဘူးဆိုတော့အဲလိုင်းပေါ်မှာဆိုကြတော့လဲအနီမူကအဲပီလက်ပီတီဖြစ်တယ်အဲဂျီလက်ဂျင်နဲ့တယ်ဒါပေမဲ့စီနဲ့ကန်နဲ့စူစီဂျင်နာပေါ့လေဖိုးဖိုးကြီးရဲ့တချင်းကိုရိုးရမပြတ်စူစီဂျင်နဲ့ဒါတွေကို ဘာရှင်းနေပြောင်းပြီးတော့ဆိုတာကိုလည်းမဖြစ်စေခြင်းဘူး။ရတာလည်းမပြက်အနေမွေးလို့ကဒါကိုတော့ဟိုထိမ့်သိမ်းထားရတာပေါ့ဒီတချင်းนี่ပျောက်ပြက်သွားမှာဆိုရင်လည်းဘသူဆိုဆိုအနေမိုးလို့လာပြီးခွင့်တောင်းခွင့်ပြုတယ်ဒါပေမဲ့ဟိုတချင်းนี่ကိုအပြက်စီးဖြစ်သွားမလုတ်စေချင်ဘူးဒါပဲလိုပါတယ်ရုပ်ရှင်သဘင်ဂီတအနုပညာရှင်တွေအားလုံးကိုဒီနေ့ဒေါ်ဆောင်မုန်းလာပြီးနေညပွဲအဖြစ်စီစဉ်ကြတာပေါ့လေ အဲ့ဒါပြောစရာကြီးပေါ့သမီး။သမီးရုပ်ရှင်ဂီတပုံမှာချစ်ခင်ကြတာကများစွန်းအဖြစ်တော့ကလေးတွေတော်တော်များများကရုပ်ရှင်မင်းသားဖြစ်ချင်တာတော့ဟလာအစိုးရဖြစ်ချင်တာတော့များတယ်။သမီးဟိုကြတော့အားနေတယ်ပေါ့လေ။တပင်အမှုပညာသမားဆိုတာကနေပါတယ်လေတပင်ကိုချစ်ခင်တဲ့သူရှိတော့ရှိရဲဒါပေမဲ့ရှားပါတယ်အခုတော့ဂီတရုပ်ရှင်မိသားစုရပါအဇက်ခုံကြီးကိုပွဲခင်းကြီးကိုစိတ်ဝင်စားပြီးတော့လာပြီးကကြတာဆိုတော့အမေကတော့ကုန်ပြီလားပေါ့ အဲ့ပြောစရာကောင်းတာလေအဲဒီဇာမုံလိုက်ပြီးညပွဲလေးဖြစ်တယ်ကြံလဲပါတယ်နောက်ထွန်းထွန်းလဲပါတယ်နောက်တစ်ခါကျတော့အဲ့ရှိုင်းလေးလဲပါတယ်နော်နောက်တစ်ခါကျတော့အခုအဇန်ဟင်းရယ်နောက်ဘွန်းရယ်ဆမ်းမင်းအောင်ရယ်နောက်ဖူးချေရယ်အဲ့တော့ဒါဟိုပြောပြောပါပါပေါ့ဒီဇာမုံလိုက်ပြီးနေဆိုရင်အဲပရိသာပွဲပေါ့နော်အဲအဲ့တော့မြင်းပြိုင်ပွဲမှာအလူကနေကြပွဲတွေမျိုး အဲ့ဒီအတိုင်းအနီမူးလိုငယ်ငယ်တုန်းကလိုပွဲတွေပြန်ဖြစ်တဲ့အတွက်အနီမူးကတော့ဝန်တာတာပေါ့တမီးရဲ့စေပေါင်းကားတဲ့ညလေးဖြစ်တယ်အနီမူးကတော့မန္တလေးသူတွေဆိုတော့ဒီလိုအချိန်ဆိုတိတ်ပျော်စရာကောင်းတာပန်းတကူလွတ်ရတယ်ပန်းတကူပွဲရတယ်ပျော်စရာကောင်းတယ်နောက်ပေါ့ဟိုတခိုးကြီးညဆိုပြီးတော့ပေါ့လေတညလုံးမအိတ်ကြောင်အိတ်ရှိထွက်ပြီးတော့စောင့်နေကြတာပေါ့တချို့ဆိုရင်ဒီဘက်ကဆက်ဆိုင်ကဒစိတ်လေးဆိုရင်ဟိုဘက်အိမ်သွားချိန်ထားတယ်ဘင်း ဆိုင်ပုံကလေးကနေခိုးဘက်ကိုသွားပို့တယ်။နောက်စန်တာကနေဒီဘက်ကနေခိုးဘက်ကိုပို့တယ်။ဒါမင်းလေးမှဆိုရင်တော့အရန်ပျော်စရာကောင်းတာ။ဟိုကပေါ့ပျော်ပျော်ပါပါစတဲ့သဘောပေါ့။အာအနီမွေးကတော့ဒီမှာတော့ဇန်ရင်းကိုအဖြည့်တာက အနီမွေးတို့အာပနာမဆိုကြမယ်။နောက်တစ်ခါအာအနီမွေးဖိုးနန်းတော်ရှိစီယာတင်ရဲ့အာတတိဝါရတချင်းလေးဆိုမယ်။အာနှစ်ပါးသွားကြရင်အာရမဆိုတဲ့ချင်းလေးနဲ့အနီမွေးကလည်းကမယ်ဆိုလဲဆိုမယ်။အခုဤတချင်းကြီးကတော့အများကြီးပေါ်သားရဲ့အဲ့ခုနာ အဲကျွဲမအာယာမတုံးကြုံမအာလက်ရည်တပင်ဒီခွေးတခြင်းညအများကြီးပေါ့အခုတော့ဖိုးဖိုးကြီးရဲ့အဲအမတ်တရားအစီအစဉ်ကိုအနမလို့တခါမှမလုပ်ရသေးဘူးဖိုးဖိုးကြီးအာပထမအစီအစဉ်တော့ဖိုးဖိုးကြီးကိုနှစ်တရာကြာရင်ဖိုးဖိုးကြီးကိုပွဲလုံးမယ်လို့စီစဉ်ပြီးတော့အဲ့တော့ကမလုပ်ဖြစ်ခဲ့ကြဘူးပေါ့လေအခုတော့ပြန်ပြီးတော့အဲအနမွေးရဲ့ဟိုဒီယာမူရိုးနဲ့တိုင်မြင်ပြီးတော့ဆရာအကိုကြီးအာဦးငိမ့်မင်းရဲ့ အဲကိုနောင်းဝင်းတို့ရဲ့သူတို့တိုင်ပင်ပြီးတော့အခုပူဝိနန်းတို့ရှေးစီယာတင်ပွဲလေးလုပ်ကြမှာပါ။အအနေမွေးအသက်ကအခုဆို60လေ။အသက်60ဆိုတော့စူဘူးကဘူးကတော့ဟိုဆူနိုင်နဲ့ကဘူးကြတော့ပင်မန်းသွားပြီ။ဒါပေမဲ့ဒီရွယ်မှာတော့ရအောင်တော့စူးစားကအောင်ပေါ့လေ။အဲ့တော့အဲကျွဲမဆိုမှကျွဲမကြည်အောင်ဆရာနန်းရှိခဲ့တပည့်ရင်မှာကူဒါဆိုရင်အနေမွေး စောစောကပြောသလိုတတိလစ်လစ်သွားနေအောင်စကားတွေရအခုကြမှာသားတို့ကအဲ့ကြောင့်ပြောတော့ဒီသချင်းလေးတွေပြန်တရီရလဲဆိုဖြစ်တယ်ကျွဲမကျွဲမကြည်အောင်နောက်တခါအဝိနေနော်ရှိစက်တဲ့ရေးထားတာမနဲ့ပတ်သက်တဲ့သင်္ချင်အများကြီးရှိတယ်တော်တော်များများကျွဲမအာယာမတုံးကြောမအဲအများကြီးပဲဝါဒကြတထေးဝါဒအာဂျေးဝါဝါဒအ အဲအဲ့လိုမျိုးတွေအများကြီးရှိတယ်မျိုးဆက်တစ်ကလေးတွေတော်တော်များများကလေးတွေကဒီသချင်းကြားဘူးတယ်ဒါဘယ်သူဆိုမှန်းမသိဘူးဘာမှမသိဘူးဆိုတော့အဲလိုင်းပေါ်မှာဆိုကြတော့လဲအနီမိုးကအဲပီလက်ပီတီဖြစ်တယ်အဲဂျီလက်ဂျင်နက်တယ်ဒါပေမဲ့စီးနဲ့ကန်နဲ့ဆူစီဂျင်နာပေါ့လေပူပူကြီးရဲ့သချင်းကိုရိုးရမပြတ်ဆူစီဂျင်နေဒါတွေကိုဘာရှင်းနေပြောင်းပြီးတော့ဆိုတာကိုလည်းမဖြစ်စေခြင်းဘူးအရသာလည်းမပြတ်အနီမိုးတို့ကဒါကိုတော့ ဟိုထိမ့်သိမ့်ထားရတာပေါ့ဒီသချင်းနေပျောက်ပြက်သွားမှာဆိုရင်လည်းဘသူဆိုဆိုအနီမိုးတို့လာပြီးခွင့်တောင်းခွင့်ပြုတယ်ဒါပေမဲ့ဟိုသချင်းတွေကိုအပြက်စီးဖြစ်သွားမလုတ်စီချင်ဘူးဒါပဲလူပါတယ်ဆန်းဆိုရာရွေးပါလို့ရေးစီမေနားတော့နော်ဟောခလေးတွင်ပဲตาလုံးဝေးကြတော့မပေါ်ရှင်း စည်းစီပါတယ်အခရာပို့တဲ့တီးတွေပါပဲအဲဆိုရမဆိုဒီစားအရှိပေါ့ညုဆက်တစ်တီတိုးတက်ရစ်ဖို့အဖို့နဲ့တော့ရှိဇာတင်ရောအဲတခြားဆရာဆရာကြီးတွေရေးကြတာအဖို့တန်တဲ့တချင်းလေးတွေကိုတော့မဖြက်စည်းဖို့ကောင်းတဲ့တချင်းလေးတွေကိုမျက်မျက်နိုးနိုးနဲ့ထိမ့်သိမ့်ဖို့အမေကမြစ်တိုင်ရခံပါတယ်နော် အကိုတွေပေါ့လေအနီမူကတော့ငယ်ဆုံးကိုအဲ့တော့အာကိုနန်းဝင်းရဲ့အာအမိုင်းနက်ခင်ရဲ့ခင်မွန်းဒရိုက်တာကြီးဦးငိမ့်မင်းရဲ့နောက်ဟိုဟိုတလောကပဲအဲဒီယာမိုတို့နဲ့တိုင်ပင်ပြီးတော့စီစဉ်နေပါပြီဟုတ်ကဲ့အာကိုလက်ချမ်းမာတော့မသေးခင်ပေါ့လေဘိုးဘိုးကြီးနန်းတော်ရှေ့အမှတ်တရတော့လုတ်ဖြစ်အောင် လုတ်ချင်သေးတယ်။စင်ကြီးကလုံးကြီးတချင်းရတချင်းအတိတ်ပဲရှိတယ်။အဲ့တချင်းအတိတ်ပဲလေးကိုအနေမိုးတော့ပြက်ဆက်တူတူလေးပေါ့။အဲ့စင်ကြီးကလုံးကြီးရအတိတ်ပဲလေးကိုအဲဟိုတို့ကအဲ့တုန်းကတော့တို့ရုပ်ရှင်ကမိသားစုတွေကလည်းနောက်နောက်ရှေ့ဆက်တဲ့တချင်းကိုလုတ်ပေးခြင်းကြတာဆိုတော့တို့ကစင်ကြီးကလုံးကြီးရအတိတ်ပဲကိုဒီကပြက်ဆက်တူလေးလုံမယ်ပြီးလဲပြီးတော့မှအဲ့စင်ကြီးကလုံးကြီးရအတိတ်ပဲလဲပြီးတော့မှဒီဘက်ကတယောက်ကတချင်းစင်ကြီးကလုံးကြီးတချင်းကိုစိုးမယ် မာကြီးကြတဲ့မှာစင်ကြီးကလူချီရှိကြပါသလားကျွဲမတချင်ကဘာကြောင့်ဖြစ်ပေါ်လာလဲဆိုတာအဲကျွဲမရဲ့အကြောင်းလေးကိုအတူလေးပေါ့အဲပြက်ဆက်အတူလေးပေါ့လေအဲအဲ့လိုလေးစီစဉ်ထားပါတယ်တပင်ကိုချစ်ကြတဲ့ အပရိသတ်တွေအငွေကြီးစုတင်ပါတဲ့ရှားပါတဲ့တပင်းအမှုပညာရှင်တွေကိုချစ်ခင်ကြပါအားပေးကြပါလို့အန်မွေကလည်းမြစ်တဲခံပါတယ်အွန်လိုင်းကနေပြီးတော့လည်းချစ်ခင်ပေးကြတာကိုအန်မွေကအထူးပဲကြီးစုတင်ပါတယ်နောက်ပြီးတော့ဒီနေ့ဒီရဲ့ဒီချိန်ဒီကာလဒီခါသမယတစားမုံလာပြီးနေဖြစ်တဲ့တွေ့မိသားစုတွေအားလုံးခொနည်းသားသမီးအပေါင်းတကဘာလုံးမှာရှိကြတယ်ဟလာလာမင်းကြီးရဲ့အောက်မှာရှိကြတဲ့အဲခொနည်းသားသမီးပေါင်းအားလုံးဒီ ဘေးခတ်သိမ်းရန်ခတ်သိမ်းအနေနဲ့ခတ်သိမ်းကင်းငြိမ်းကြပါစေလူရဆန္ဒမှန်သမျှတလုံးတဝါနဲ့ပြည့်စုံပြီးကျန်းမာချမ်းသာအသက်ရှိကြပါစေ